ဂေါစတိုရီဝါချန်နယ်ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထောင်းလင်းတင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လီရေးသားထားတဲ့စီပေါင်းလို့ဒန်ထီတာဟုဆိုသည်လည်းရှိ၏ဆိုရဲစေဝင်စားဝရာဇလန်းအစဆုံးကိုထောင်းလင်းတင်ဆက်ပေးမှာဖြစ်ပါတယ် Subscribe Like and Share ခေါင်းလောင်းလေးနေပြီးတော့အားပေးသွားကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျမကတော့ခိုင်ပါရှင်အဲ့ဒီခေတုံးကဥနေဝင်အစိုးရကရွှေရင်ကျော်ဂိုင်းကိုနှိတ်ကုတ်နေတဲ့ချိန်ပေါ်လေ တက်ထဲမှာရွှေရင်ကျော်ဂိုင်းမဝင်ရအောင်လို့ကိုပြင်းပြင်းထန်ထန်ဆောင်ရွက်ခဲ့တာအဲ့ဒီချိန်တုန်းကအနောက်နိုင်ငံတစ်ခုမှာအုံဂိုင်းတစ်ခုပေါ်နေတယ်လေအဲ့ဒီဂိုင်းကလည်းသူယုံကြည်ချက်နဲ့သူရက်တည်နေတော့ယုံကြည်မှုရှိရတဲ့သူတော်တော်များကအုံဂိုင်းကဲတူတော့ဂိုင်းလေးကိုဝင်ရောက်ဆောင်ရွက်ကြတာလူဦးရေမနေပါဘူးကလေးလူကြီးအွယ်မျိုးစုံပါတယ်တင်ညာတတ်တွေအများကြီးပါတယ်နောက်ဆုံးတော့ကဘာပြတ်တော့မယ်လို့ခေါင်းဆောင်ကဟော်ပြောနာသွင်းပြီးရဲ့နောက်ကဘာမပြတ်ခင် တို့ခေါင်းငင်ပုံကိုကြိုတင်သွားကြပါစို့ဆိုပြီးအစိတ်ပါတဲ့ရေစင်ကိုတိုက်ခဲ့တယ်။နောက်လိုက်တွေကအစွန်ရောက်ဘာသာရေးယုံကြည်မှုခေါင်းကိုင်းဆောင်ရဲ့ဇကားရစ်ကိုယုံကြည်ပြီးအစိတ်ရေစင်ကိုလူလာနှစ်ချိုင်းစွာတောက်ပြီးစုပြုံသေးလိုက်ကြတာအဲ့ဒီတဲ့င်းကတကဘာလုံးကိုပြန့်နှံ့သွားပြီးမြန်မာနိုင်ငံပါဝင် နိုင်ငံတော်တော်များများကိုအထူးကရရိုက်ခဲ့တာအဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံထဲမှာရွှေရင်ကျော်ကိုင်းမနောစိတ်တို့ဘက်ကိုင်းမနောမဟိတ်တိစီကိုင်းသာသနာ9000ကိုင်း စသဖြင့်ဘာသာရေးအယူအဆတေးကြနဲ့စေးကူးတဲ့ဂိုင်းတွေကပေါနေတဲ့ချိန်အဲဒီမှာရွှေရင်ကျော်ဂိုင်းကအင်အားတောင်တင်းပြီးထင်ရှားကြော်ကြနေတဲ့ချိန်မှာဘိုးတော်ပြူဘိုးတော်အေးဘိုးအောင်ပွင့်တို့ကဦးတီအလေးထားပြီးတည်ရှိနေတဲ့ရေစင်ဂိုင်းမှာအဲ့ဒီရွှေရင်ကျော်ဂိုင်းမှာအလုံးကိုထင်ရှားကြော်စောတဲ့ပုံကူဆရာကြီးတွေလည်းရှိခဲ့ပါတယ်။နာမည်ကိုထုံမရေးပြရခြင်းကတော့တချို့ပါလေကောင်းမြတ်တဲ့နာမည်နဲ့ကွယ်လွန်သူကွယ်လွန်အသက်ရှင်ကျန်ရတဲ့သူတွေကတော့ သမထဝိပဿနာလိုင်းတွေကိုကုသူကုနေချလိုပါပဲတချို့ကြတော့တိတ်တိအစွမ်းနေအမခန့်ရပါရဲ့လေတွေကနေရွှေဆိုရွှေငွေဆိုငွေအစားစားဆိုအစားစားလဝါဖြတ်ဆွဲယူပြနိုင်တယ်ဆောင်ရွက်တရွက်ပေါ်မှာကြံ့ရဆောင်ရေးပြီးခောက်ထားဘာရိတ်ထားလဲအတက်ပြောနိုင်တယ်မလွဲစီရအောင်လေတိတ်ခွေတိတ်ကိုပါကင်မဖွင့်မဲပေးမျက်စိရှိရင်လဝါနဲ့အုပ်လိုက်တယ်ပြီးရင်ပါကင်ဖြည့်ပြီးကက်ဆက်ထဲဖွင့်ကြည့်အဲ့ဒီဆရာကြီးရဲ့တောင်းကြားနေရရောအလုပ်ပြုံးဝင်ပြုတ်ဖို့အတက်ကိုပြောနိုင်တာ ပြုတ်ပြီးသားသူအလုပ်ပြန်ခန့်အောင်လဲလုပ်ပေးနိုင်တယ်အင်္ဂလိပ်စေဝါနဲ့ကုမရတဲ့ယောဂသူကုလို့ရမယ်မြင်ရင်ရေစင်ကိုမန်းပြီးတိုက်ချလိုက်တာနဲ့ယောဂါပျောက်ရောဒါပေမဲ့ဆရာကြီးအတာရှိမခံဘူးတစောက်သုံးစောက်ပွားပေးမယ်ပြောပြီးရွှေရောငွေရောလင်းလို့နောက်ဆုံးအကြီးကျယ်ဒုက္ခရောက်တယ်ပညာသိတိများလည်းပြက်ပြဲပြီးဟိုးဝေးလံလာတဲ့ဒေတာမှာစင်ရဲ့ပင်မစွာနဲ့တိတ်ဆုံးခဲ့ရတယ်အဲ့ဒါတခြားကြောင့်မဟုတ်ဘူးစီပေါလို့ဂရိတ္တစာဖောက်ပြဲခဲ့လို့ပျက်စီးရတာနမေပြက်တာသိတိအစွမ်းတွေကွဲပြောက်သွားရတာ ကြားဘူးကြမလားတော့မသိပါဘူး။နာမည်ကျော်သင်ကန်းဝက်တိုင်းရင်စေးဆရာပညာရှင်ကြီးတိုင်းရင်စေးကိုအစံတမ်းမြင့်အောင်သုတေသနာပြုပြီးတော့ဆေးကုသတယ်။နိုင်ငံသားကကင်ဆာရောဂါမကုနိုင်သေးဘူး။ဖုန်ကြီးကသူ့တိုင်းရင်စေးနဲ့မြေပွားနာကင်ဆာနဲ့သွေးဖြင်းရေဖြင်းလိုမျိုးရောဂါကြီးတွေကိုတတပြောက်ခဲ့အောင်လို့ကုသပေးနိုင်ခဲ့လို့ကဘာကျော်ခဲ့တာနိုင်ငံတကာကဆေးပညာရှင်တွေလာရောက်လေ့လာစီးပူးရတာပဲလေ။ မြန်မာတိုင်းရေးစိတ်ပညာကိုကဘာကျော်အောင်ဆောင်ရွက်နိုင်လို့လူရှယ်များမင်းဆိုရာစာတွေပါလေးစားအံ့ဩကြည်ညိုပူဇော်နေကြတော့မှပဲကြော်မကောင်းကြာမကောင်းစီးပေါက်ပါလီရောပဲလေစိတ်ပညာဆိုတာတမာရီအားကောင်းလို့လက်နေထိစိတ်ဖြစ်နေတာအခုတော့သွားပြီးကီလေတာတနာကာမကိုမရှောင်တိန်နိုင်တော့လူဝဲလဲပြီးတော့ဘဝပြောင်းသွားတယ်စီးပေါက်သွားတာကိုတီလာကြိုးကန်းသွားတာကိုကျွန်တော်အဘဆရာကြီးကလည်းပညာကုံတမာရီကုံအားကောင်းတော့ရေရနေစိတ်ဖြစ်နေတယ်ဗျာ ဟိုမျိုးမှာလဲရွှေရင်ကျော်ဒီမျိုးမှာလဲရွှေရင်ကျော်ဂုံဘော်လဲရွှေရင်ကျော်ရေဘော်မှာလဲရွှေရင်ကျော်တက်ထဲမှာလဲရွှေရင်ကျော်အားကောင်းလိုက်ကြတာရုံချိလိုက်ကြတာစူးစားလိုက်ကြတာအဲ့ဒီချိန်တုန်းကရွှေရင်ကျော်ခိုင်းရဲ့စီကံတဲ့သစ္စာကိုမိမသားတွေကပို့ပြီးတော့အမျိုးသားတွေထပ်ကြိုက်ကြတယ်ရွှေရင်ကျော်ခိုင်းကိုဝင်ရင်အရက်သေးစာ လုံးဝမတောက်စားရဘူး သူတို့ဘာသာမယာလင်းရှိမယားကို ပြမကျူးလွန်ခြင်းမပြုရဘူးကျွဲသားနွားသားမွေသားမစားရဘူးအနန္တောအနန္တာငါးပါးကိုမပြမရဘူးဤပညာတော်မြတ်ကြီးကိုမစော်ကားရဘူးဤချက်တွေနဲ့တူငါးပါးတိလာကိုတက်ဆွမ်းသမျှဆောင်ထင်ရတယ်အထူးသဖြင့်အပဝအဓိကအချက်တွေကိုရွှေရင်ကျော်ဂိုင်းဝင်ရင်တစ္ဆာဆိုပါတယ်ပြီးတော့မှဆရာက ပထမဆင့်ဒုတိယဆင့်ကနေ60ဆမတန်အောင်စေးတော်အုပ်လို့ဆမတွေတောက်ပါတယ် ကရေသက်စာတင်းနေသမျှတော့ဘယံပေးမရှိဘူးရှီကရင်လည်းကြီးတာသေးပြီးတော့သေးတာပဲသွားရောပြမစိုးတရားလေးပါလက်ကင်ထားပြီးကရေသက်စာကိုစောင့်ထိန်နေသမျှအကျိုးစီးပွားဖြစ်လာမယ်ရန်ငင်းရန်ပေးတဲ့လက်ညိုးနဲ့ရေကိုတိုးထီုံများနဲ့ရှီဟာစေးဖြစ်တဲ့ဆရာတော်ဖရာကြီးတွေဖြစ်ကြတဲ့ရကန်းစံတော်ဆရာတော်ဘာမဲ့ဆရာတော်ရှင်အဇာကောနာဆရာရှင်ရတိဆရာဖြူဆရာအေးဆရာပွင့် စားတဲ့ဆရာတော်ကြီးတွေထွက်ရပောက်ပုဂ္ဂိုလ်တွေချီးမြှင့်တဲ့ဆေးဩဒဒရေစင်ဖြစ်ပြီးအဲ့ဒီရေစင်ကိုတိတ်ယုံတောက်ယုံတောက်ယုံများနဲ့ဘေးကင်းလေးရှိပေတယ်။မွေစိတ်ကင်းစိတ်တတဝအစိမ့်မှန်သမျှပြဲသွားတယ်။သို့တော့ဆုပ်ပြူထားတဲ့ကလေးသက်စာပြက်ပြီးပောက်ပြီးကျိုးပြီးဟေးဆိုရင်တော့ခံရပေတာမှန်။အထူးသဖြင့်မိမသားတွေကရွှေရင်ကျော်ပညာခိုင်းရဲ့ကလေးသက်စာနဲ့မူဝါဒတွေကိုအယံကိုသဘောကျကြတာကိုလင်သာအယံမတောင်းရင်ကြိုက်တာပေါ့။ ကိုလင်ကိုသာသူတစ်ပါးသားမယအိမ်ရမကျူးလို့ရဘူးဆိုလို့တော့ပို့ကြိုက်တာပေါ့လေအဓိကကအဲ့ဒီသစ္စာကတိနှစ်ချက်ကိုကြိုက်နေတယ်လို့ဝင်ခိုင်းတာနောက်တော့ဥနေဝင်ဆိုရလက်ထက်မှာရွှေရင်ကျော်ခိုင်းနေတတ်ထရလူတွေအဝင်များပြီးအချိန်နေရအမြင်မသက်တာရှိနေလို့အာနာဇက်နဲ့တားထားတာရှိဘူးပါတယ်သို့သောရွှေရင်ကျော်ပညာရက်ခိုင်းကလုံးဝကိုမပြောက်ွယ်သွားပါဘူးရွှေရင်ကျော်ဘာသာရေးခိုင်းဖွဲ့ကတပုံထမခိုင်းဘူး ဓမြမတိုက်ခိုင်းဘူးအယက်သမားလူပေလူတေတွေဖြစ်ခဲ့မယ်ဆိုရင်တော့ပြက်အောင်လို့ဘာသာတရားယရနာသုံးပါးကိုလေးစားကိုယ်ခွဲစိတ်ကဲ့ချေအောင်ပြုပြင်တဲ့မေတ္တာရှင်ဖွဲပါဓာထိုးဒုထိုးစေထိုးမပေးဘူးတပွဲထိုးထုံမမပေးဘူးရှိန်းစာယာမိုးမောက်ကိုပြောက်တဲ့စေမပေးဘူးဒုဒုံကလေးသက်စာတီးပြီးတော့တမာဒီအားကောင်းလာပြီဆိုရင်တော့ဓာလန်တနတ်ကြီးမတိုးခုံမရှဖြစ်တယ်လို့ပြောရင်ယုံပါမလားမသိဘူးလေ ဒီနေရာမှာ ရွှေရင်ကျော်ဂိုင်းကိုဝင်ဖို့အတွက်ရေးနေတာလောမဟုတ်ဘူးနော်အဓိကပြောချင်တာကဂရိသစ္စာအကြောင်းမှာတချို့တရားရုံးမှာကြမ်းကျင်ရတယ်အများအားဖြင့်တသက်တွေကြမ်းကျင်ရတာဟောက်တိုင်းမှန်ရာထွက်ဆိုပါမယ်မဟုတ်မမှန်လိမ့်လေလှည့်ပြထွက်ဆိုခဲ့ပါကကြမ်းစုပါစေသာအဲ့လိုရေသစ္စာဆိုရတာကြမ်းကျင်တဲ့အထဲမှာရေးထားတဲ့စာသားတွေကအလွန်ကိုကြောက်စရာကောင်းတာကိုမြမူသားပြောခဲ့ထွက်ဆိုခဲ့ပါကသေပြီးနောက်ဘဝမှာရောပြစ္ဆုတ်ဘဝမှာရောဖြစ်ရခဲ့ရမယ့် အနိဋ္ဌာယုံဘဝတွေကဖယုံနဲ့သွေးပြတ်ခြင်းစရာပါအခုတရားသူကြီးရလဲစံချိန်နေရင်နဲ့စံစုရဲဆိုတာတစ္ဆာဆိုတာမူသားဆိုလို့မူသားလို့လို့လိညာလဲပြားမယုံမသားလို့လို့စံစုတာသူအဲ့ဒီမကောင်းမှုတွေမပြုလုပ်ပါဘူးလို့ကြမ်းကင်တစ္ဆာပြုရတာကိုကြမ်းကျိုးတစ္ဆာမဲ့စီပေါ့ခရီးပြတ်တော့ကြမ်းစုတော့တာပေါ့လေကြမ်းစုပြီဆိုရင်ဘဝဆက်တိုင်းလူပြန်မဖြစ်တော့ဘူးဖြစ်ခဲ့ရင်လည်းဒုက္ခိတားပဲဖြစ်ကြရောတမဝရမလုပ်ငန်းတို့ အစိုးရလုပ်ငန်းတချို့တို့ဇီယဝင်လောကတို့မှာလဲကြမ်းကြင်ရတာတို့ဂရိသက်စာပြုရတာတို့ရှိတယ်။တချို့ကပေါပေါတန်တန်ယူဆလေးရှိကြတာဂရိသက်စာပြုရဲဆိုတာသက်စာပြုတာပဲ။အဲဒီဂရိသက်စာပြည့်ရင်သက်စာစုရောလေကျွန်တော်ကနေဆက်ထိတွေ့သမျှကိုလေ့လာလေ့ရှိတာကိုကျွန်တော်ကတစေတရေတို့ဆုံးကဝေပညာတို့ဂမ်မီယာဆန်အောင်ရှိသမျှကျုံမသမျှထိတွေ့လေ့လာရလေကျွန်တော်မှာရှေးမြမမင်းများလက်ထက်ကဒုမဟုတ်ရှေးတုန်းက ကျန်းကိုင်တစ္ဆာပြူဒလိဆန်းတွေကြောင့်ရေးသားထားတဲ့စာအုပ်ရှိတယ်။ကျွန်တော်လေးလာတရားသမျှရေးရမယ်ဆိုရင်ကိုဘက်ကမှန်ကန်မှကျန်းကိုင်မှာလင်ညာမူသားတောင်းကျန်းကိုင်ရင်ကျန်းစုပြီးတော့ရေရှိမှဒုက္ခရောက်ရော ပြီးတော့တအူးနဲ့တအူးတစ်ဖွဲနဲ့တစ်ဖွဲဂရီပြူကြဆိုကြရင်ဂရီတစ္ဆာမပြတ်ပါစေနဲ့ပြည့်ရင်ဒုက္ခတွေ့ရပါလိမ့်မယ်။ကျွန်တော်မှရွှေရင်ကျော်ပညာရပ်ကိုလေးလာစီးပူးခဲ့တယ်။ပညာတော်မြတ်ကြီးရဲ့စီကံတဲ့ဂရီတစ္ဆာတွေကိုမှန်ကန်စွာလိုက်နာဆောင်ထင်းရင်နဲ့ အံ့ဩစရာကောင်းတဲ့အကျိုးဒုကိုရရှိတယ်။ငွေပွေးကိုက်လို့စေယုံကလက်လျှော့လိုက်တဲ့လူနာကိုရှေးစင်ရှေးမန်းနဲ့ယောဂအစိမ့်ဖြတ်ပြီးအသက်ရှင်လူကောင်းဖြစ်သွားခဲ့တာမျက်မြင်ကိုရပါ။ငွေကိုက်ယောဂတော်တော်များကိုရွှေရင်ကြောင်အဘဆရာကြီးကူပေးလို့အသက်ရှင်တာရှင်လူတီလာရှင်အဆုံးပါပဲ။ဘိုးတော်အတူကစိန်တွေရွှေတွေကိုတုံးစားပွားပေးမယ်လို့ပြောပြီးတော့လိန်ညာယူသွားခဲ့တာအဲ့ဒီဆရာလိန်တို့ယူဆသွားတဲ့စိန်နဲ့ရွှေတွေပြန်ပေးရတဲ့အဖြစ်ရအောင်လို့အဘဆရာကြီးပညာနဲ့စီရင်ခဲ့တာပဲ။ အဓိကပြောချင်တာကအထက်မှာဆိုခဲ့သလိုပဲသစ္စာပြုရတယ်၊ဂရီပြရတယ်၊ပြီးတော့အဆောင်ထင်းရတယ်။အမျိုးသမီးတဦးရဲ့လင်ယောက်ျားလည်းရှိတယ်၊တာသမီးလည်းရှိတယ်၊ရွှေရင်ကျော်ခိုင်းမှလည်းပညာအဆင့်တက်ပြီးပညာတော်မြတ်ကြီးရဲ့စီကံဂရီသစ္စာတွေကိုအသက်ထက်ဆုံးလိုက်နာကျင့်ကြံပွားများပါမယ်လို့ဂရီသစ္စာပြုခဲ့တာကိုစင်ဆမရောင်တောက်ပြီးပြီးအုပ်ဆမ၆ဆမတောက်ပြီးရင်ဆရာဖြစ်ကူတလို့ရတော့မယ်။ဒါပေမဲ့စိတ်ကိုမထိန်နိုင်ဘူး။တခြားကာမပိုင်ရှိတဲ့လင်ယောက်ျားနဲ့ဖောက်ပြခဲ့တယ်။ မကြောက်ရောဂါတစ်ခုဝင်လာပြီးတော့ကွယ်လွန်နေဆိုင်ရောက်သွားခဲ့ရှာဘူးတယ်ညံလိုက်တာမယုံလို့စန့်ကြည့်တာတကယ်လို့သာသူမရဲ့အပြစ်ကိုဝန်ခံပြီးဒဏ်ဖြေမယ်တက်ကနေပြန်ဆပြီးတော့ဒီတစ်ကြိမ်ခွလော့ပါလို့ဝန်ခံပြီးစင်ကြယ်မယ်ဆိုရင်တော့အခြေအနေပြန်ကောင်းနိုင်မယ်ရှိနိုင်ပါလိမ့်မယ်သို့တော့သူမတို့ကယုံကြည်အားထားပြီးစင်ကြယ်တုံကစင်ကြယ်နေကိလေသာတနာရင်မှုပြီးတော့စိုးထားခဲ့တဲ့ခရီးသက်စာတွေကိုမလေးမစားမထီမဲ့မြင်ပြုခဲ့တော့ကိုကျိုးနေခဲ့ပြီပုံ။ နောက်တစ်ယောက်ကကိုတောင်းနိုင်နဲ့သို့တော့ကိုတောင်းနိုင်အောင်အများကခေါ်တာကကိုတောင်းနိုင်နဲ့ဗျလူဝပညာတတ်ပါအစိုးရဌာနတစ်ခုမှလည်းယာရုတစ်ခုနဲ့နိုင်ငံရခြားကိုလည်းအလုပ်ကိစ္စနဲ့တွားရောက်ဖူးတဲ့သူထိုင်းစင်ကာပူဂျပန်ရောက်ဖူးတဲ့ဒါပေမဲ့သူကအရက်မျိုးစုံတောက်တာတောက်ရင်သူများထက်လည်းပိုတောင်းနိုင်လို့ကြွက်တွဲလို့လည်းခေါ်တယ်ကိုတောင်းနိုင်ဒါမှမဟုတ်ကိုတောင်းနိုင်လို့လည်းခေါ်ကြတယ်တို့တို့ပြောရမယ်ဆိုရင်အတောင်များအသေးကင်လို့ဖောရောင်အန်းလာတော့ဈေးခွင့်ယူပြီးနေရပြီဈေးခန်းကဆရာဝန်ကပြောတယ် ခမရအရက်ဖြတ်တဲ့မိကိုတောင်းနိုင်ဖြတ်ရင်သေးမှာပေါ့ဒေါက်တာအရက်ဖြတ်လို့မသေးပါဘူးဗျာအရက်ကိုဆက်တောက်မှာခမရသေးမှာအခုကျွန်တော်မတောက်ပါဘူးဒေါက်တာရှက်ထားတာမလားဟုတ်ကဲ့နေကောင်းလာရင်ပြန်တောက်မယ်ပေါ့ရှော့တောက်မလားလို့စဉ်းစားပါတယ်ဒေါက်တာအေးပေါ့ဗျာရှင်းရှင်းပြောရမယ်ဆိုရင် အရက်ကခမရအသက်ကိုစတင်တိုက်ခိုက်နေပြီကိုတောင်းနိုင်ရှော့တောက်ရာကနေလုံးဝပြတ်သွားအောင်ကြိုးစားပါဗျာဒါမှခမရအသက်ရှည်ရှည်နေရမှာနားလေရလားဟုတ်ဟုတ်ကဲ့ပါ ဆရာဝန်ပေးတဲ့ဆေးကိုတောက်တယ်အရက်ကိုမတောက်ဘူးဒါလို့အဖေါ်ယောဂါကြသွားပြီးတော့ပြန်လဲကောင်းရောမိတ်ဆွေအတောက်သမားတွေနဲ့ပြန်တောက်တော့တာပဲတလားမကြပါဘူးဆရာဝန်ဒေါက်တာတိမ့်မောင်ရဲ့ဆေးကောင်ပြန်ပြေးရရောခမရအရက်ဖြတ်ပါကိုတောင်းနိုင်စိတ်ချပါဆရာဒီတစ်ခါနေကောင်းရင်ဖြတ်ပါတော့မယ်ဗျတေးကြရဲ့လားတေးကြပါရဲ့ဒေါက်တာဒါတို့ဒါတို့ဗျနောက်တစ်ခေါက်တော့အရက်နဲ့လုံးဝပြတ်တော့မှာပဲခေါ်မဲဗျခေါ်မဲဗျနော်အဲ့လိုနဲ့ဈေးကောင်းဝါကောင်းတွေနဲ့ပြန်ကူပေးလိုက်တာအသားအရာစာပြန်တက်လာတယ် ပြောပါရောလားလူတိုင်းကချိန်မှလုံးမမဆုံးသေးဘူးပြန်တော့တာပဲခွေးမိကောက်ကြီးတော့ဆိုပဲလေအဲ့ဒီအချိန်ကာလာတော့ကအရက်ဖြူတော့ရက် RAM တင်လေးဖြူထရေဓဏိရေအကုန်တွေ့သည်မအကုန်တော့တာပြန်လဲတော့တာပါပဲအဲ့ဒီအချိန်မှာသူ့ကိုဂယုစားပြီးကုသပေးတဲ့ဆရာဝန်ဒေါက်တာသိမ်းမောင်နေုပ်ပြောင်းရွှေ့သွားပြီတခြားစီကန်းဆရာဝန်ကခမရဆေးုံတက်ပြီးစနေတကြားကုသတဲ့နဲ့ကိုကွဲမရှိလို့ပါဆရာဒီမှာပဲပြပါရစေခမရငွေကုန်နားပဲဖတ်တင်လိမ့်မယ်ဆေးုံတက်ကုသပါ ။နောက်ဆုံးစိတ်ယုံမတတ်ဖဲနဲ့မြမဆေးတော့စိတ်မိတို့နဲ့ကုသရင်ရနေအဘဆရာကြီးထံရောက်လာတာပါပဲ။တားနာမယ်ဘလို့ခေါ်တလဲ။ကိုတောင်းနိုင်လို့ခေါ်ပါတယ်ဗျ။အတက်ကရော35နဲ့ပါဗျ။အရက်တော့တလား။ဟုတ်ဟုတ်ကဲ့။အဲ့ဒီမှာမောင်တောင်းနိုင်ရဲ့အမေနဲ့အမတို့ကတောင်းနိုင်အရက်တော့ကျမ်းမုံနဲ့နောက်ဆုံးစိတ်ယုံတတ်ကုပါလို့ဆရာဝန်က ပြောတဲ့ပုံသူကလည်းစိတ်ယုံမတတ်ဖဲပေတင်နေပုံစရာတွေကိုဝိုင်းပြီးတော့တိုင်ကြရှင်းကြတော့တာပုံ။အဲ့ဒီချိန်ကလာပြင်းနေမလို့ အဘဆရာကြီးအိမ်မှာတပည့်သားမျိုးတွေဆုံဆုံလင်းလင်းရှိနေတယ်။အိမ်မမလူအပြေပဲလာပြင်းနဲ့မောမတဲမီပညာအဆင့်တက်ကြရမှာ ਉ ။အဲ့ဒါလူတော်တော်များကအဘဆရာကြီးရဲ့တပည့်ခံပြီးပညာတော်မြတ်ကြီးကိုလိုက်နာကျင့်ကြံရင်ယောဂပြောက်ပြီးလူတလုံးတူတလုံးဖြစ်လာမှာလို့ဝိုင်းကြံပြူကြတာနဲ့အဘဆရာကြီးထံရောက်လာတာပါပါရဲ့။အဘဆရာကြီးကမှန်မှန်ကန်ကန်သမားပြ။သူကတီလာလဲစောင်းနေမြတ်တာခယုနာလဲအမြဲထားတယ် သမထယောဝိပဿနာပါအမြဲကျင့်မှန်ကြည့်ရှုပြီးအလူရေဇက်လက်နက်မကွာရှိနေတဲ့သူပါပညာလဲထက်တဲ့နှုတ်မိတ်လဲစွမ်းနေကျွန်တော်တွေ့ဘူးသမျှမနောပညာစေတခုံးပညာရေစင်းပညာရေမှန်းပညာဘေးရင်ပညာဆရာတော်တော်များများနဲ့အဘဆရာကြီးကဇာရိတအမှုအကျင့်ရော အတွင်စိတ်သက်ပါတန်ရှင်းစင်ကြဲပါတယ်နားလေတက်ကျွမ်းနေသူ့ကိုတနာယာကနဲ့ညှို့ယူဖန်ဆာဖြက်စီးလို့မရဘူးကျွန်တော်ကိုယ်တွေပါအသေးစိတ်ကြီးရမလို့တော့လို့မရတော့ပါဘူးနော် တေလာတမာရီပညာအကောင်တော့စေတိုင်းခိုင်းနိုင်ရနေတာပါပဲဒါပေမဲ့အဲ့ဒီပညာနဲ့လူနတ်ဆုံးတစေကဝေနာနာဘာဝပြိတ္တာအမျိုးမျိုးတို့မနှိမ့်ဆက်ဘူးခိုင်းမစားဘူးအခုသူရှေ့ရောက်နေတဲ့ဖောတတညင်တူတူပြူးချောင်ချောင်လူရွယ်ကိုကြည့်ပြီးမေးလိုက်တယ်မောင်တောင်းနိုင်ခမအခုဘာလို့ရှိလို့ရောက်လာတာတော့အရက်ဖြတ်ချင်လို့ပါဆရာကြီးဆေးရုံမှာဖြတ်လို့မရဘူးလားကျွန်တော်ဆေးရုံမတက်ချင်ပါဘူးဆရာကြီး CIA ရဲ့ပညာရေးစာခန်းကလည်းအရက်ဖြတ်တဲ့ဌာနမဟုတ်ဘူး။ဒါရဲ့ကိုတောင်းနိုင်မှိုင်းသွားတယ်။မောင်တောင်းနိုင်ရဲ့အမေနဲ့အမကလည်းအဘဆရာကြီးကိုအာကိုတကြီးနဲ့ကြိတ်နေတာ။မောင်တောင်းနိုင်ခမငါသားအရက်တကယ်ပြက်ချင်ဖြတ်ချင်နေစိတ်ရှိရဲ့လား။ရှိပါတယ်ဆရာကြီး။ဟုတ်ရဲ့လားကွယ်။ဟုတ်ပါတယ်ခမ။တေးကြရဲ့နော်။တေးကြပါတယ်ဆရာကြီး။အေးအဘတို့ရဲ့ပညာရက်ကစေကူတာတတမဟုတ်ပါဘူးလူလေးရဲ့။အဘမင်းအရက်ပြက်ဖို့အတွက်ပေးစရာကျွေးစရာဘာစေးဝါးမှအဘမှမရှိဘူး။ အဘမှာရှိနေတာအထက်ဆရာတော်ဖရာကြီးများရဲ့ထွက်ရပပုဂ္ဂိုလ်များချီးမြှင့်တဲ့ရေစင်းမဲမင်းတို့တိုက်ဆရာပေးဆရာရှိတယ်သို့တော့အဘတို့ရွှေရင်ကျော်ပညာမြတ်ကြီးကိုလူလားနှစ်သက်လို့ကျင့်ကြံပွားများလိုက်နာမယ်ဆိုရင်အဓိကကဂရိသစ္စာပြုရတယ်ဂရိသစ္စာပြုပြီးရင်တသွေးမသိမ့်လိုက်နာရတယ်စီမပေါ့ရအောင်တကယ်လို့မတိလို့မှားသွားတာမျိုးရှင်နဲ့အရရောထားတာမတိလို့တောက်မရင်ဒဏ်ဖြေရတယ်ပွဲထိုးတောက်မှန်ကြတော့ပြီးပြန်သစ္စာပြုပြီးတော့အစင့်တက်ကနေပြန်စားရတယ်ကွယ် အေးတို့တော့တတိကြီးနဲ့အမအောင်ကျူးလို့မဲဆိုရင်တော့ဒဏ်လည်းမဖြစ်ဘူးဆိုရင်တော့ဆိုင်ရာပိုင်ရာအဆောင်ပုဂ္ဂိုလ်မြင်အပ်မမြင်အပ်တွေကဒဏ်ခတ်လိုက်မယ်ဒဏ်ထိပြီးဆိုရင်စီးပွားရေးလူမှုရေးကျန်းမာရေးအကောင်တစားတစားပြက်စီးယူပြင်းပြီးအသက်ပါထိခိုက်နိုင်တယ်ဂရီသက်စာမပြတ်မကျိုးမပေါက်တိလာလုံးကြုံပြီးပညာတော်မြတ်ကြီးရဲ့လမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်ကြံခဲ့မယ်ဆိုရင်ဘေးဥပါအန္တရာယ်ကင်းဝေးပြီးစိတ်ရောကိုယ်ပါကြီးပွားချမ်းသာပါလိမ့်မယ်နားလေပါသလားဟုတ်ကဲ့ ပညာတော်မြတ်ကြီးယုံကြည်စိတ်ကပ်ပြီးတော့မင်းရဲ့အရနာယောဂပျောက်ကင်းချမ်းသာခြင်းနဲ့ဆိုရင်လူကလေးလိုက်နာထိမ့်သိမ်းရမယ့်ဂရုသစ္စာက၁ကြွယ်သာနွားသာမစားရဘူးမတတ်ရဘူး၂သိရသေးရလုံးဝမတောက်ရဘူး၃ကာမေတုမိစ္ဆာစာရကံမကျူးလွန်မပြတ်မရဘူး၄မွေမတတ်ရဘူးမွေသားမစားရဘူး၅အနန္တောအနန္တာ၅ပါးနဲ့ဤပညာတော်မြတ်ကြီးကိုကဲ့ရဲ့ရှောင်ချပြမစော်ကားခြင်းမပြုရဘူးဆိုတဲ့ဂရုသစ္စာကိုပြုရမယ်ဆောင်ထိုင်ရမယ် ဆောင်ထိန်ပါမယ်လို့ကတိပြုပြီးတော့ဖောက်ဖျက်ကျူးလွန်ခဲ့မယ်ဆိုရင်၁ပညာတော်မြတ်ကြီးရဲ့အာနိသင်အစွမ်းနေပြက်ပြဲသွားမယ်၂တန်းထိလိမ့်မယ်မတိလို့မှားရင်တန်းဖြေပါတိတိနဲ့မှားခဲ့ရင်ဘသူမှကဲလို့မရဘူးကိုပြူတဲ့ကံကိုပဲခင်ရမယ်ကဲအဲ့ဒီကတိသက်စာကိုလိုက်နာဆောင်ထိန်နိုင်မလားဟုတ်ကဲ့ထိမ့်မမယ်ဆရာကြီး၃ချိန်မေးမယ်ဆောင်ထိန်နိုင်မလားထိမ့်မမယ်ဆရာကြီးအမှန်တကယ်ဆောင်ထိန်နိုင်မလားဆောင်ထိန်နိုင်ပါတယ်ဆရာကြီးအဲဒီနောက် အများရှိဖျားရှိဆရာရှိမှအထက်ဆရာတော်ကြီးများဝိဇာ၈000ဆရာပေါင်းတို့ကိုတိုင်တဲအနှံဂရီသစ္စာပြုစီပြီးပထမဆင့်စေတော်အုပ်သမတရည်စင်တိုက်ပြီးဤပညာတော်မြတ်ကြီးကိုစီကံရန်အတွက်စီကံရခြင်းဂရီသစ္စာတွေကိုစောင့်ထိန်လိုက်နိုင်ရခြင်းအကျိုးများကြောင့်မောင်တောင်းနိုင်ဤကိုရင်းကိုပါမှရှိနေကြသောအနာယောဂာနှင့်အင်းတိုင်းနှက်တိုင်းဆုံးတိုင်းကဝေးတိုင်းအတိုက်မှန်သမျှဝေးရာရှားကြပြီး တနေ့တခြားဇတိယမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒါနသီလတမထဘာဝနာ ကုသိုလ်အမှုတို့ပြုနိုင်ပြီးနိဗ္ဗာန်ကိုမျက်နှောက်ပြုမြင်နာစေတည်းကိုတောင်းနိုင်တော်ပါပဲဗျာဒီတသက်အယတမဘဝနဲ့နေကောင်းချုပ်ပြီးလို့အလုံးကထမှန်းနေကြတာအခုကြည့်အဘဆရာကြီးရဲ့ပညာတော်ရေစင်ရေမှန်းတောက်ပြီးပညာတော်မြတ်ကြီးရဲ့အဆုံးအမတိုင်းလေးလေးစားစားလိုက်နာကြင်ကြံလိုက်တာအခုအရက်ကိုလှဲ့တောင်းမကြည့်တော့ဘူးတောက်ပေါ်တောက်ဖက်တွေကိုရှောင်းနေတောင်းနိုင် မင်းဘလို့ဖြစ်တာတုန်းကအေးငါအရက်မတောက်တော့ဘူးဟေးမင်းကြောင်သွားတာမဟုတ်ပါဘူးနော်တောင်းနိုင်ငါအရက်ပြက်ပြီဖះဖះကြာတာမူစုဒါတုဒါတုတောင်းနိုင်ရေနောက်တစ်ခါတော့မင်းအရက်ပြက်ပြီတေးမခေါ်မယ်ဟေးပြင်ဆင်ချက်ရှိသေးတယ်ကွာရွှေတင်ကြီးကဘလို့တော့ကိုမင်းနိုင်ရရှက်မအောင်ဟာတောင်းနိုင်ကိုအရက်ဆိုင်ဝါမှာတွေ့ရင်တာရုတခွန်းပြန်နှုတ်မယ်ဟေးနောက်ပြီးတော့ဖန်ကွက်ထက်အရက်ငှဲ့နေတာမြင်တာရုအကောင်လုံးပြန်နှုတ်ပြီးတော့တောင်းနိုင်သူဖွဲ့ကိုပြန်အံ့ရမယ် အားလုံးကြားကြားတိတိမရှင်းတာရှိမရှိတောင်းနိုင်တငယ်ချင်းဘာရောမင်းနိုင်ဟောဒီလက်ရလန်းကကိုမုံရှင်ဖုန်ကြီးကျောင်းနဲ့မင်္ဂလာကံအောင်ကျောင်းတိုက်ကိုသွားတယ်လဲဒီလဝဲလန်းကအရက်ဆိုင်ဘီယာဆိုင်နဲ့တော်ရက်ထေဆိုင်သွားတယ်လဲငါလူကြိုက်ရလန်းကိုရွေးပြီးတော့သွားကိုတောင်းနိုင်ကအရက်ဆိုင်ရှိရလန်းကိုကြောခိုင်းပြီးဖုန်ကြီးကျောင်းရှိရလန်းကိုမျက်နှာမူရင်ကော့ပြီးတော့ခတ်သွက်သွက်ရှောက်တောင်းလိုက်တော့တာပေါ့အရက်တော့ဖော်ရီက သူ့နောက်ကြောက်ကြည့်ပြီးအံ့အားသက်နေကြလေရဲ့လေ။အော်နတ်ပြည်မှာလူတူသူမဟုတ်နတ်တူတို့ဟီပေါ့ကွာ။နတ်ပြည်ညီလာခံမှာဒီကောင်အရက်ဆိုင်ပပျောက်ရင်းများအဆိုးတင်သွားမယ်ဆိုရင်တော့ငါတို့တော့ဒုက္ခရောက်မှာပဲဟိ။ကိုတောင်းတိုင်းအရက်လုံးဝအောင်မတောက်တော့ဘူး။ပညာတော်မြတ်ကြီးရဲ့အစွမ်းအဘဆရာကြီးရဲ့ရှေးစင်ရေမန်းအစွမ်းဂရီသက်ဆာရဲ့အစွမ်းကြောင့်လားမသိပါဘူး။သူဝါဆိုတန့်ပြန့်နုလာတယ်ဗျ။အလုပ်ကိုလည်းရှိုးစမုံနဲ့တွားတာဗျ။အမျိုးသမီးချောချောရီရတာသူ့ပေါ်အာယုံကြလားလို့ဗျ။အဘဆရာကြီးထံမှာ ပညာဆန်းတတ်တာ90ရောက်သွားပြီတော်လိုက်တာဗျာယာရုတိုးပြီးလစာပါကောင်းသွားတယ်သူတို့ကမိခင်နဲ့အမရောအရက်ထဲမျိုးရဲရောချင်းမွှန်းနှုံးနေအောင်ရှိသေးတာတညမှာသူအငါးကားနဲ့ပြင်ရောက်လာတယ်ဖခင်ရေလူဝအရက်တွေမူးပြီးတော့မရက်နိုင်ဘူးအိမ်မော်တွဲခေါ်ရောက်ရောအော့အန်ပြီးတော့လူလိမ့်အော်ဟစ်နေတာ ထိန်လို့မရအောင်ငါ့ကိုဘာထင်နေလဲကွာဟေးငါမနေတော့ဘူးသွားမယ်တာငြိမ်ငြိမ်တိတ်တိတ်နေပါတာရေနော်ငါ့ဟောင်များတာတဲ့ ကျုပ်ကိုလာခေါ်နေပြီဗျဖဲမင်းဘယ်သူလာခေါ်လို့တော့မောင်လေးရဲ့ဟမ်ဟိုမှာခြံဝမှာရက်နေရခမရဝမြင်ကြဘူးလားကဲနေလားဟိုမှာခေါင်းပေါ်မှာနွားကျုပ်လိုအချုံနဲ့လူမဲမဲကြီးတွေလာပါမယ်ဗျာလာပါမယ်အာလူလေးကျုပ်မကြခင်လိုက်ခဲ့ပါမယ်ဗျာမောင်လေးရေကျုပ်လိုက်ခဲ့ပါမယ်အာတညာလုံးအော်ဟစ်နေတာဝုံတိုင်းကျဲနေလို့အင်းနီနာကျင်းတွေကလည်းဝင်ထိန်းတာတော့မရအောင်မုံလင်းခံနေတော့မှအိပ်ပျော်သွားတာ မိုးလင်းတော့လဲရင်အောင်နဲ့ဖိုင်းအောင်နဲ့လူးလိမ့်နေပြန်တယ်။စေကံလည်းမတော်အောင်လုပ်နေပါလျော်။ဒေါမြရှဲအမထွေးခင်ညီတာအဘဆရာကြီးတို့ပညာတော်ကိုင်းမှာဆေးရုပ်တာမလား။ဟုတ်ကဲ့ဝင်ထားပါရယ်။ညီတာစီးပေါင်သွားပြီ။အဲ့ဒီကိုင်းကအရက်တောက်လို့မရအောင်ဒဲမသိဘူးလား။ကျွန်မဘလို့လုံးအောင်မလဲရင်ဟင်းလို့ဆရာကြီးကိုအကျိုးအကြောင်းပြောပြပြီးတော့ပွဲပေးဒန်းဖြေတောင်းပန်လိုက်။ဒါအောင်ဂရိသက်စာပြက်စီးပေါင်လို့အဖြစ်ဆိုးကြုံတာတွေငါမြင်ဘူးတဲ့။ညံ့ညံ့သွားကြ။ဟုတ်ဟုတ်မကြီး အဘဆရာကြီးရဲ့ရှေ့မှာငပြောပွဲကြော်ပွဲကိုပြင်ဆင်ပြီးကိုတောင်းတောင်စောင်းကြောင်းထိုင်လက်အုပ်ချီရှိခိုးနေတယ်။အာအောင်နေလို့လားဟုတ်ဟုတ်ကဲ့ မောင်တောင်းနိုင် ခမားဆရာကြီးအရက်ပြန်တောင်းလို့မဟုတ်လားဟိုဟိုအထက်လူကြီးနဲ့တွေ့ပြီးအားနာလို့တောင်းမိရပေါ့လေဟုတ်တခုမင်းမယ်မောင်တောင်းနိုင်မင်းအရမ်းမန်းတီတီနဲ့တောင်းမိရလားအချိုရီတို့နဲ့ရောထားမှမသိလို့တောင်းမိရများလားကွယ်အဲဟိုဟိုအရမ်းမန်းတီတယ်ပေါ့ဟုတ် လူကလေးဘလို့ခရီးသစ္စာဆိုထားသလဲဆိုတာမင်းပြောစမ်းမအောင်ကွယ်ဟိုဟိုအရက်သေးစာတောက်စားခြင်းမှရှောင်ကြဉ်ပါမယ်လို့ခရီးပြုခဲ့ပါရစေဆရာကြီးမင်းစီးပေါက်သွားခဲ့ပြီဗျာသစ္စာခရီးကိုချိုးဖောက်လိုက်ပြီကျွန်တော်မားပါရစေဆရာကြီးရဲ့ကျွန်တော်ကဲပါဗျာလူကလေးမင်းရောအဘဒီတစ်ကြိမ်ပြောဆို တောင်းပန်တန်းဖြေပေးလိုက်မယ်ကိုဘဝကျမ်းမာပြီးတော့တိုးတက်နေတာကိုတိလျက်နဲ့ခုံချချင်တာကိုကိုင်းလက်အုပ်ချပြီးတော့လိုက်ဆို အထက်ဆရာတော်ကြီးများဖျားဖျားတပည့်တော်သည်ဆိုထားသည့်ဂရိသက်စာချိုးဖောက်၍အယက်သေးစာပြန်လည်တောင်းမိပါသည်ဖျားတကြိမ်တခါမိုင်းမဲစီးဖောက်ခဲ့တာကိုခွန့်လို့ပြပါရန်လက်အုပ်ချီမိုး၍တောင်းပန်ပါသည်ဖျားတကြိမ်တခါတောင်းပန်ပါသည်ဖျားအဲနောက်အဘဆရာကြီးကအထက်ဆရာတော်ကြီးဖျားများနှင့်ကဘာဆောင်သာသနာဆောင်နာမည်ကြီးများအထက်ဝိဇ္ဇာပညာရှင်ကြီးများနှင့်ဆောင်ရှောက်ကြကုန်သောအပိုင်ဆိုင်အဆောင်ရှောက်တို့ခမညတကြိမ်တခါမိုင်မဲစွာပြုခဲ့မိတဲ့ ဤတပေတာစီးပေါက်ခဲ့တာကိုရိုသေစွာတံပြည့်ရန်ရှိခိုးတောင်းပန်ပါရယ်အပြည့်တန်တွေကိုဖယ်ရှားပြတော်မူပါပုဂ္ဂိုလ်အပေါင်းတို့ခမညာမောင်းတောင်းနိုင် ခမညာပါအရက်လုံးဝမတောင်းနဲ့နော်ဟုတ်ကဲ့ပါဆရာကြီးဒါတုဒါတုသွားကြသွားကြတောင်းနိုင်တလာပြည့်ရဲ့နေ့မှာကွယ်လွန်အနှိမ့်ဆရောက်သွားတယ်အမေနဲ့မနေတိုင်းငိုကြလျက်ကိုတောင်းနိုင်ပါလို့သိရတာလေဟုတ်လားနိုင်ငံကြသွားတယ်တငယ်ချင်းနေနဲ့တွေ့ပြီးနမဲကြီးဟိုတယ်မှာတောက်ကြတာတဲ့ အရရော အပြော်မဲလှလာနုနုရွရွဥဥလေးတွေလည်းပါတော့အဘဆရာကြီးတတိပေးတဲ့စကားတွေရောစေးတော်မအုပ်ခင်ကရွတ်ဆိုခဲ့ရတဲ့သူရာမီရာယတရေအရက်ကိုပါဏပေတံအတတ်သက်ဆုံးရှောင်းကြံပါမယ်လို့ပေးခဲ့ရွတ်ခန့်အပ်ခဲ့တဲ့ဂရီတစ္ဆာတွေကိုလုံးဝတတိမရတော့ဘူးလေတောက်လို့ပျော်ပါလို့အားရပြီးရောသူနေခဲ့တဲ့မြို့ကိုပြန်ဖို့အတွက်မူးမူးနဲ့တဲမောစိတ်ခံဘောဘောတက်လာခဲ့တယ်တဲမောကထွက်ဖို့အတန်ပေးနေပြီအဲ့ဒီမှာတောင်းနိုင်တဲမောနဲ့ဘောတက်ထားတဲ့တန်များကုန်းပေါင်ပေါ် တရားတူလေးပေါ်မှာအတက်ရေစည်းတန်းနေတဲ့ချောင်းလေးကိုမူးငိုက်ထိုးရိုက်ပြီးတော့ပြုတ်ကျသွားတာခီးတဲရီရဲ့စိုးရိမ်ထိတ်လန့်တဲ့ကြောင့်အော်တန်တွေနဲ့တူနှစ်ထပ်သင်းမောကမီးထိုးပြီးတော့ရှာကြတယ်တောင်းနိုင်ကရေပြင်မှာရှာလို့မတွေ့တော့ဘူးနောက်နေညကျတော့မှကန်ဆတ်မှာရှိရဲ့လမှုပင်ကြားထဲမှာညက်တင်နေတဲ့သူ့ရဲ့အလောင်းတွေ့ရတာစိပောက်သွားပြီလေဂရီသစ္စာပြတ်ကျိုးသွားခဲ့ပြီတချို့ကဂရီသစ္စာဆိုတော့ပေါ့ပေါ့လေးလုံးမှတ်နေကြတာတောင်းနိုင်အောင်ကြည့်ဗျာအယံမူးလုံးလုံးရေထဲကျတာလား ဂရိတ္တစာစီပေါလို့သူရန်အကုတုကံအကျိုးပေးနဲ့ဂမ်မီယဆက်တင်ရတာလားစဉ်းစားကြပါဂရိတ္တစာပြုတ်ပြီးတော့ကျင်းတော့ဂရိတ္တစာနိုင်နိုင်နေနေထိန်းကြဆောင်းကြပါမယုံတလို့ယုံတလို့လေးစားချင်တယ်လို့မခိုးမခန့်လုပ်ခဲ့မယ်ဆိုရင်တော့ဒီနေ့ရဲ့ Ghost Story Bar Channel ရနေထောင်းလင်းတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာမောင်ညုံဝိုင်းတန်လင်းရေးသားထားတဲ့စေပါလို့ဒန်ထီတာဟုဆိုသည်လည်းရှိ၏ဆိုရဲစေဝင်စားဝယ်ရာဇလန်းအစာဆုံးကိုထောင်းလင်းတင်ဆက်ပေးခဲ့တာပါ နောက်ခေါက်တွေမှာဆိုရင်လည်းပရိသတ်ကြိုက် ပုံမိုစိတ်ဝင်စားဖို့ကောင်းစီမဲ့ဇလံကြောင်းရာတွေကိုဆက်လက်ပြီးတော့ထုံးလန့်တန်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့စီစီရနဲ့နှုတ်ဆက်ပေးရစီချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆောင်တွေ့ချင်ပါတယ်ရှင်